ဟုတ်ဒီပု္ပ္ပစာလေးက probability permutation combination နဲ့ဆိုင်တဲ့ပုံစံလေးမိကွန်းလေးတစ်ပုဒ်ဖြစ်ပါတယ်အဲ့တော့အခုမိကွန်းလေးကိုတော့ဖို့ဆိုရင်ကျွန်တော်သိထားမှာ probability ရဲ့ permutation combination formula လေးတွေသိထားမယ် order လိုတဲ့ဟာလားမလိုတဲ့ဟာလားအဓိကသိထားမယ်အခုမိကွန်းလေးမှာ state manager is trying to sit in border guest in the front row of the theater she would like to see a diplomat in the first seat singer in the second movie director in the third seat if there are three diplomats two singer and two director attending the show how many different front row plans are possible တော့အခုမေခွန်းလေးမှာသူနေရာချဖို့အတွက်ကိုပထမခုံနေဟာဒုတိယခုံနေဟာတတိယခုံနေရာမှာတော့သူထားချင်တဲ့လူတွေကိုပဲသူအဓိက mention လုပ်သွားတယ်အဲ့တော့မေခွန်းမှာစဉ်းစားရမယ့်အပိုင်းကဆိုတော့နှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကသူထားချင်တဲ့ပုံစံ specificity အတိုင်းကိုဒီဆရာတို့နေရာချပေးရမယ် နေရာအတိုင်းသူထားမဲ့နေရာတိုင်းကိုနေရာချမယ် second step အနေနဲ့စဉ်းစားရမှာ remaining remaining people တွေကိုကျွန်တော်တို့နေရာချပေးဖို့အတွက်စဉ်းစားရမယ်အဲ့တော့စုစုပေါင်းရှိတဲ့လူကြီးက diplomat က3ယောက်ရှိတယ် singer 2ယောက်ရှိတယ် director 2ယောက်ရှိတယ်စစဘောင်9ယောက်ရှိတယ်9ယောက်မှာ ပထမခုံနေရာမှာ နေရာချပါသည်ဒီပလိုမတ်ကိုချဝယ်ချမယ်ဒီ3ယောက်ရှိတဲ့ထဲကတယောက အရင်ထိုင်ရမယ်။အဲ့တော့ ABC သုံးယောက်ရှိရင် C ကအရင်ရောက်ရင်အဲ့ညမှာစီးထိုင်ရမယ်။ diplomat ကလွယ်လို့ကျန်တဲ့လူထိုင်ခွင့်မရှိ။အဲ့တော့စုစုပေါင်း diplomat ရှိတာဒီသုံးယောက်ဖြစ်တဲ့အတွက်3 second C ညမှာဒီစရိုးကစင်ကာအောင်နေရာချမယ်။စင်ကာနှစ်ယောက်ထိုင်ရမယ်။ first sim ma diploma second sim ma singa third sim ma ja raw movie director ထိုင်တယ်အဲ့တော့ second sim ma ရောက်လာတဲ့လူဒီ singa နှစ်ယောက်ထဲကတစ်ယောက်ထိုင်တယ် တက်စီမှာဒါရိုက်တာရောက်မယ်ဒါရိုက်တာက2ယောက်ရှိတယ်2ယောက်ထက်1ယောက်တက်မယ်အဲ့တော့အခုနေရာချမ်းလိုက်တာဒီဆဲက3ယောက်စာနေရာချပေးပြီကျန်တာစုစုပေါင်း9ယောက်ရှိတယ်9ယောက်ထဲမှာ remain ကျန်တဲ့လူကိုလွှဲခြင်းရင်9ယောက်ထဲက3ယောက်ကိုဖယ်လိုက်ရင်လေအဲ့တော့ second step အနေနဲ့စဉ်းစားရမှာ remaining people တွေဒီ၄ယောက်ကဘလို့ထိုင်မလဲ၄ယောက်ရှိတဲ့အတွက်သူထိုင်ဖို့နေရာဒီ1 2 3 4၄ခုံစာကျန်နေတယ်ဒီ၄ခုံစာဒီ သူဘလို့ထိုင်ထိုင်ကြိုက်တဲ့ပုံစံထိုင်တယ်။ဥပမာ movie movie director အရင်ရောက်လာရင် fourth scene မှာထိုင်မှာ movie director ငါးကုံမြောက်မှာနေရထိုင်မှာဒီ diplomat ပြင်ရောက်လာရင် diplomat ကထိုင်လို့ရမယ်။ကြိုက်တယ်လို့ပုံစံနဲ့ထိုင်လို့ရတဲ့အတွက်ဒီချက်ဒီလေးယောက်မှာတစ်ယောက်ရင်ထိုင်မယ်။ဟုတ်ပြီဒီမှာ movie director ထိုင်ပြီးရင်နောက်ထပ်နေရမှာငါးခုမြောက်နေရမှာ movie director မဟုတ်ပဲနဲ့တခြားအရင်ရောက်တဲ့ diplomat ရင်ရောက်ထိုင်မယ်။စုစုပေါင်း၃ယောက်ပဲကျန်တော့တယ်3 ပြီးရင်နှစ်ယောက်ပဲကျန်တော့တယ်ဒူပြီးရင်နောက်ဆုံးတစ်ယောက်ထိုင်မယ်နောက်ဆုံးယောက်တယ်အဲ့တော့အခုနေရာတွေအကုန်လုံးကိုချက်လို့ပါမြောက်ပေးလိုက်ရင် total how many different possible plan ရလာမယ် different plan ဘယ်လိုပုံစံမျိုးနဲ့ရှိမလဲဆိုတဲ့အရေးအတွက်ချက်လို့ရလာလိမ့်မယ်အဲ့တော့ question number 2 in how many ways can a group of 12 people contain exactly two bond in the same man အခုမိကွန်းကမိတာလူ၁၂ယောက် ထဲမှာနှစ်ယောက်အတိအကျနှစ်ယောက်ကလတူတူမွေးရမယ်လို့ပြီးတာတယ်လတူတူမွေးတဲ့ဟာမျိုးဆိုရင်ဘလောက်ဘယ်နှမျိုးဖြစ်နိုင်လဲပေါ့သူရဲ့ order လေးတွေဆိုရင်ဘယ်နှတွဲဖြစ်လာနိုင်လဲလို့ပြီးတာတယ်အဲ့တော့အခုဒီမေးခွန်းလေးကိုမပြောခင်ပါဒီဆရာ permutation နဲ့ combination formula လေးကိုအရင်ပြန်ပြောမယ် combination ဒီ n cr equal to n factorial by n minus r factorial r factorial permutation က m b r permutation n factorial by n minus r factorial နဲ့ဆက်လို့သွားတယ်။အဲ့တော့ combination မှာကြတော့ order doesn't matter permutation ကကြတော့ order ကိုဆက်လို့စဉ်းစားတယ်။ order အရင်တည်းရဲ့ order ပြောင်းလဲသွားတဲ့ဟာမျိုးကိုဆက်လို့စဉ်းစားဖို့လိုတယ်။အခုမျိုးကမှနောက်ထပ်စဉ်းစားရမယ့်အချက်က၃ချက်ရှိတယ်ခုနပု္ပ္ပာနဲ့မတူဘူးဘာလို့လဲဆိုတော့လူက စုစုပေါင်း12ယောက်ထဲမှာ2ယောက်ရွေးထုတ်မယ်။အဲ့ဒါနော်ပထမအဆုံးအနေနဲ့အရေးအတွက်လူဦးရေအရေးအတွက်အဆုံးကိုဒီချေလိုကစဉ်းစားမယ်။ပြီးတဲ့လူအရေးအတွက်လူအဆုံးပေးပပဲကိုစဉ်းစားမယ်။ second step အနေနဲ့စဉ်းစားမှာ math 12လရှိတဲ့ထဲက January ဆို January မှာ2ရောက်တူတူမွေးရမယ် February ဆို February မှာ2ရောက်တူတူမွေးရမယ်အဲ့တော့12လရဲ့မှာတလကတူနေမယ်ဟာလကိုစဉ်းစားမယ်အာနောက်ဆုံး final step အနေနဲ့စဉ်းစားမှာလူက12ရောက်တဲ့မှာ2ရောက်ကအတူတူမွေးမယ်ဆိုတော့ဂျန်နဲ့10ရောက်ကရော remaining ဖြစ်ပဲဟုတ်ပြီ January မှာတူသွားပြီဆိုရင် January မှာနောက်ထပ်တယောက်လာလို့မရတော့ဒီ share တို့က B နဲ့ C နဲ့ January မှာမွေးပြီးွားရင်ကျန်တဲ့ A တို့ D တို့ F တို့ဒီတခြား January မဟုတ်တဲ့တခြားလမှာမွေးမယ်။ဟုတ်ပြီအဲ့ဒါဆိုရင်ဘယ်နှလကျန်လဲ ?12 လထဲမှာတလဖယ်ထုတ်လိုက်တော့17လကျန်တယ်။လူဦးရေက12ယောက်ထဲမှာဒီ share တို့2ယောက်ဖယ်ထုတ်လိုက်ရင်၁၀ယောက်ကျန်တယ်။အဲ့တော့ remaining address လာမယ်။ remaining map ရဲ့ remaining people ရဲ့ remaining prepare နဲ့ remaining မှာအတွက်စဉ်းစားမယ်။အဲ့တော့ပထမဦးဆုံးအနေနဲ့ step 1 step 1အနေနဲ့ဆိုရင်လူဦးရေက12ယောက်ရှိတယ်။ဆယ်နှစ်ယောက်ထဲမှာ၂ယောက်တည်းတွေ့ဥမာ A နဲ့ B နဲ့လည်းဖြစ်ချင်းဖြစ်မယ် B နဲ့ C နဲ့လည်းဖြစ်ချင်းဖြစ်မယ် A နဲ့ F နဲ့လည်းဖြစ်ချင်းဖြစ်မယ်အဲ့တော့ A နဲ့ F နဲ့ F နဲ့ A နဲ့ဆိုတော့ကျွန်တော် order ကိုလိုက်ပြီးတော့စဉ်းစားကြလို့ A နဲ့ F နဲ့ဖြစ်ဖြစ် F နဲ့ A နဲ့ဖြစ်ဖြစ်အတူတူပဲဖြစ် order doesn't matter ဖြစ်တဲ့အတွက်ဒီချက် combination ကိုယူရမယ် and C 2ယောက်ဖြစ်တဲ့အတွက်2 or 12 2ကိုဒီချက်ရွေးလိုက်တယ်အဲ့တော့ဒီမှာဒီ formula ကိုလည်းဒီချက်ထည့်ခြင်းလည်းရတယ် formula မထည့်ခြင်းရင်ဒီချက် direct တွက်လို့ရတယ်12ယောက်ထဲမှာ2ယောက်ဖြစ်တဲ့အတွက်12 multiply 11ပြီးရင် combination ဒီအရေးအတွက်ရော့ပါတဲ့အတွက် order doesn't matter ဖြစ်တဲ့အတွက်အောက်ကပြန်ပြီး divide လုပ်ပါမယ်1 times 2 12 2ယောက်ဖြစ်တဲ့အတွက်1 2ပြန်စားလိုက်တယ် နှစ်တလီနေနှစ်6လေးစနစ်7 6 66အဲ့တော့စနစ်ရောက်တဲ့အနှစ်ရောက်တဲ့တွဲဆိုရင်66တွဲရဥပမာ A နဲ့ F နဲ့လား A နဲ့ D နဲ့လား B နဲ့ C နဲ့လား B နဲ့ A နဲ့လားအဲအဲ့လိုအတွဲမျိုး66တွဲရမယ်ဒါ first step step 1အနေနဲ့ဒီစဲစဉ်းစားအဲ့တော့ formula ထည့်တဲ့နီးလို့လည်းတစ်ချက်ပြန်ပြပေးမယ်12 C 2ဆိုရင်12 factorial by 12 minus 2 factorial 2 factorial ဒါကိုဖြန့်ချလိုက်ရင်12 factorial အောက်က10 factorial 2 factorial ဒါ12 times 7 10 factorial by အောက်က10 factorial 10နဲ့10နဲ့ကြည့်တယ်2 factorial ဒီ2 times 1အဲ့တော့ဒီစနစ်တလီနဲ့နှစ်၆လေးစနစ်၁၁၆လေး66အဖြစ်တူတူပါပဲအဲ့ဒါကျပုံတင်ပြီးမထည့်ပဲနဲ့ direct တွက်လိုက်ပါတယ် ဒီပုံစံအဲ့တော့ second step အနေနဲ့စဉ်းစားရမှာ step 2 step 2က math math လလရဲမှာဆိုရင် january လမှာတူမှာလား february လမှာတူမှာတလတူရမယ်အတွက်ကြောင့်မလို့ order စဉ်းစားစရာမလိုဘူး12လရှိတယ်12 1အဲ့တော့တွေ့အောက်ကတပိုက်လောက်တာဟာ1တလုံးပဲဖြန့်နေအဖြေကထွက်ရတယ်ဟုတ်ပြီ12လထဲမှာတလဖယ်ပြီးတော့ပြီ remaining ပြပယ် လော်ရမိန်နီမန့်ကိုစဉ်းစားမယ်ဆက်နှလထဲမှာတလဖယ်ပြီးွားတဲ့အတွက်ဆက်တလဥပမာဇန်နဝါရီမှာတူရင်ဇန်နဝါရီတက်စဉ်းစားကြရမလို့လူဦးရေမှာ A နဲ့ B နဲ့တူပြီးွားရင် A နဲ့ B နဲ့ကလွဲလို့ဂျန်တဲ့လူဦးရေ12ယောက်ထဲကဒီစဲ2ယောက်ဖယ်ထုတ်လိုက်တယ်10ယောက်ဂျန်တဲ့လား17လလူဦးရေက10ယောက်ရှိတယ်အဲ့တော့ဒီ17လမှာဂျန်တဲ့10ယောက်ကကြိုက်တယ်လို့မွေးလို့ရတယ် ဥပမာ A နဲ့ B နဲ့ဒီ January မှာမွေးပြီးရင် January ကိုဖယ်ထုတ်လိုက်တယ် February ကနေပြီးတော့ Jan နဲ့ December ထိ17လမှာ C D E F G ကြိုက်တယ်လို့မွေးမယ်ဒီဆယ်ယောက်ကဥပမာ February မှာဒီဆယ်က C ကိုမွေးလိုက်တယ် C D February မှာမွေးတယ်ဆိုရင် နောက်ထပ်တစ်ယောက်က February မှာမွေးခွင့်မရှိတော့ဘူးနောက် Jan နဲ့လဥပမာ March လမှာမွေးမှာ F ကမွေးမယ်ဆိုရင် ဧပြီမှာမွေးမှာဒီစီရမွေးမှာလားအော်ဂျီရမွေးမှာလားအဲ့လိုပုံစံမျိုးနဲ့တွားတယ်အဲ့တော့ step 3အနေနဲ့စဉ်းစားရင်7လ10ရောက်ဝင်မယ်အဲ့တော့ဒီချေ7ခုဒီချေဒီအနေပြမယ်7လ7လရှိတယ်ဒီပထမဦးဆုံးလမှာဒီ7ရ7လရှိတဲ့တဲကပထမဆုံး favorite မှာမွေးမှာဒီ7ရောက်တယ်မှာ7လ တက်ရောက်ဝင်မယ်ပြီးရင်နောက်ထပ်10ရောက်ပဲကျန်တယ်7 10 9 6 5 4 3 2အဲ့တော့ဒါဒီဘာနဲ့တူလဲဆိုရင်11 factorial နဲ့တူပါတယ် စတိတ်လာရှိတယ်ဒီ17လထဲမှာကျန်တဲ့လူဦးရေတွေမျိုးသွားတဲ့ပုံစံအဲ့တော့11 factory ရဲ့လို့တန်းရေးလဲရတယ်မဟုတ်ဘဲနဲ့11 permutation အပေါ်ကပထမပုံစံမျိုးကိုလို့ဖြစ်သွားတယ်11 p 10ရောက်သွားတယ်တော့ပုံသေးလေးနဲ့ထည့်ကြည့်မယ်ဆိုရင်11 factorial by 11 minus 10 factorial 11 factorial by 1 factorial အဲ့တော့11 factorial တူတူပါပဲအဲ့တော့ခုနပထမ1မှာ step 1မှာရခဲ့တဲ့66နောက်ဆုံး final answer total number တော့ ways ကိုတွက်မယ်ဆိုရင်ပထမ step 1မှာ66 step 2မှာ12 step 3မှာရတဲ့11 factory ရဲ့မြောက်လိုက်ရင်ဒီချေတို့ different the total number တော့ ways တွေပြန်ရပါမယ် အဲ့တော့ဒီပုံစံလေးဒီအစင်အာ combination ရော permutation ရောချေလို့ပေါင်းတွဲရပါတယ်ပထမအပိုင်းကလူဦးရေ7ယောက်တည်းမှာ2ယောက်တည်းတွဲ A နဲ့ B ဖြစ်မလား B နဲ့ C ဖြစ်မလား A နဲ့ F ဖြစ်မလား7ယောက်တည်းမှာ2ယောက်တည်းတွဲအတွက်ကိုစဉ်းစားရင်တွဲ C2 နောက်တစ်ခုကလကိုစဉ်းစားမယ်ဥပမာ January မှာတူမလား February မှာတူမလားတလမှာတူမယ်အဲ့တော့တွဲ C1 7လတည်းမှာတလတူမယ်စုစုပေါင်း7လရှိရတဲ့ကတလဖယ်ထုတ်လိုက်တယ် ကျန်တဲ့လာသည်စသက်လာကျန်တယ်လူဦးရေ12ယောက်ရှိရတဲ့က2ယောက်ဖယ်ထုတ်လိုက်တယ်10ယောက်ကျန်တယ်အဲ့တော့ဒီကျန်တဲ့10ယောက်ကဒီစသက်လာထဲမှာသူကြိုက်တယ်လို့ဝေးလိုက်မယ်အရှိယပု္ပ္ပာလိုပဲဒီလိုလူဦးရေကျန်တာဒီရှိယပု္ပ္ပာမှာလူရေ4ယောက်ကျန်တယ်ကြိုက်တယ်လို့ထိုင်မယ်4ယောက်ထိုင်တယ်အခုလည်းဒီမှာတူတူပဲစသက်လာမှာဒီ10ယောက်ကကြိုက်တဲ့ပုံစံနဲ့သူဝေးမယ်အဲ့တော့11 P order ကိုပြန်ပြီးတော့စဉ်းစားရတယ်ပထမ favorite မှာတယောက်မွေးပြီးွားရင် favorite မှာနောက်တယောက်ထပ်မွေးလို့မရတော့ order စဉ်းစားွားပြီ B က favorite မှာမွေးွားပြီးဆိုရင် D က March မှာမွေးမှာလား August မှာမွေးမှာလား September မှာမွေးမှာလားအဲ့တော့ order ပါတဲ့အတွက် 11B 10 11 factorial ရဲ့ပါ11 10 factorial အဲ့ဒါဒီ11 factorial နဲ့အတူတူပါပဲအဲ့ဒါ the total number of ways ကိုလို့ချင်ရင်ပေးထားတယ် step 1ရတဲ့ဖြည့် step 2ရတဲ့ဖြည့် step 3ရရတဲ့ဖြည့်အကုန်ပြောင်းလိုက်ပြီးပါပြီအခုဒီနေရာလေးမှာဒီချဲ calculator လေးနှိပ်တဲ့အနည်းလေးကိုတစ်ချက်ပြန်ပြီးတော့ share လုပ်ပေးချင်ပါတယ်အခု12 C1 နှိပ်ချင်တယ်ဆိုရင်10ပြည့် C ကိုနှိပ်လိုက်တယ်ဒီချဲ12 2 12c2 ကိုနေလိုက်ရင်60စေရပါတယ်။ဟုတ်ပြီနောက်ထပ်12 p ကိုနေမယ်ဆိုရင်ဒီမှာ12 p 2ကိုနေမယ်ဆိုရင် shift ရဲ့အမြောက်ရဲ့ကိုနေလိုက်ရင်12 p 2ရဲ့ value ရပါတယ်။အခုဒီချက်ဒီမှာတန်းပြီးတော့နေမယ်ဆိုရင်12 c ပထမဆုံး combination 1 multiply 12 c 2 multiply 11 permutation then အစားရပါပြီခုနအတိုင်းကိုချမ်းမြောက်ရမလို့ပဲနဲ့ဒီချက်တာကဲကလေးတာမှာတခါတည်းနှိပ်ပေးလိုက်တဲ့ပုံစံပါအဲ့တော့အခုဒီဟာနမူနာပုံစံ permutation combination လေးကိုရှင်းပြသွားတာဖြစ်ပါတယ်နောက်ဂျန်တဲ့ပုံစံလေးတွေလည်းဒီချက် YouTube video မှာထပ်ပြီးတော့ share လုပ်ပေးသွားပါမယ်